I can't carry alone today shin dan mo ya ma lwe do kha ma bu ba ne ngo ma ni ne yong chi lo pon a tha ba tin ye bwa chi 56ခုမြောက်သောစာလံအပိုင်ငယ်ရှင်အကျွန်ုပ်ဒီအရရလေရသောအချင်းရာတို့ကိုကိုရော်ဒီမှတ်၍အကျွန်ုပ်မျက်ရည်တို့ကိုဘူးတော်ထဲမှာထဲ့တော်မူပါစရင်တော်၌ရှိပါသည်မဟုတ်လောဒီကျမ်းစာကတော့ဒါဝိမင်းကြီးဟာဂါသမြို့မှာ ကိလီတီလူတွေရဲ့လက်ထဲမှာသူရဲ့ဒုက္ခခံရတဲ့အခါမှာသူရဲ့ညှိုးငယ်ဝမ်းနေတဲ့စိတ်နဲ့မျက်ရည်ကျခဲ့ရတဲ့အဖြစ်မျက်ရည်ကျပြီးတော့ဆွတ်တောင်းခဲ့ရတဲ့အရာတွေကိုကိုရောမှတ်ထားတယ်မလားဆိုပြီးတော့မေးတာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်တို့အလွန်တရာမှစိတ်ဝင်စားကြကောင်းတဲ့အရာကတော့မျက်ရည်ဘူးတော်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်။ကိုရောကားတဲ့သူ့ရဲ့မျက်ရည်တွေကိုဒီတိုင်းအလဟသက်မဖြစ်စေဘူးတဲ့။ဘူးလေးနဲ့ခံထားပြီးတော့တင်ထားတယ်တဲ့။ဘူးတော်ထဲမှာဆွတ်ထားတယ်တဲ့။စရင်တော်ထဲမှာရှိတယ်မဟုတ်လားဆိုပြီးတော့ မှတ်ထားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်ဒီအကြောင်းအရာကိုကျွန်တော်တမာကျမ်းစာထဲမှာကြီးတဲ့ကဒီမျက်ရည်ဘူးဆိုတဲ့အရာကိုကျွန်တော်ဒီတနေရာမှာပဲကျွန်တော်တို့တွေ့ရပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီမျက်ရည်ဘူးဆိုတဲ့အရာကနေပြီးတော့ကျွန်တော်လေ့လာကြည့်ကြရအောင်အဲ့တော့ကျွန်တော်တို့ရှေးခေတ်ပေါ့နော်အထူးသဖြင့်တော့ကျွန်တော်တို့အာဒါဝိတ်မင်းတို့လက်ထက်မှာကျွန်တော်မျက်ရည်ကိုဟိုပလင်းလေးတွေပေါ့နော်ကျွန်တော်ဘူးလေးတွေပလင်းလေးတွေနဲ့ခံထားတဲ့တနည်းပြောရင်တော့ကျွန်တော်တို့ အာဖန်ပလင်းလည်းဖြစ်ကောင်းဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ဒီရှေးခေတ်သမိုင်းပညာရှင်တွေကတော့ကျွန်တော်ပြန်ရှာတွေ့ထားတဲ့ဖန်ပလင်းလေးတွေရှိတယ်နော်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့မျက်စိကမျက်ရည်ကျလို့ရှိရင်မျက်ရည်ခံထားပြီးတော့တို့ဘယ်မှာတုံးလဲဆိုတော့တခါလေတို့ချစ်တဲ့သူတွေပေါ့နော်တည်ဆုံသွားတဲ့အချိန်မှာတော့ကျွန်တော်တို့ချစ်တဲ့သူတွေကိုဘလောက်ထိတတိယသလဲဆိုတော့မျက်ရည်လေးတွေလွမ်းလို့ကြတဲ့မျက်ရည်အဲ့ဒီမျက်ရည်ခံထားပြီးတော့ကျွန်တော်တို့ဒီတို့ရဲ့အာမြုပ်နှံတဲ့အုပ်ဂူတွေမှာသွားထားတာရှိတယ်တချို့ကြတော့လေကျွန်တော်တို့အမျိုးသားတွေက နော်ကျွန်တော်တို့ရှေ့တန်းကိုထွက်ခွာတဲ့အချိန်ခွဲခွာနေရတဲ့အချိန်မှာအမျိုးသမီးတွေကသူတို့ရဲ့အမျိုးသားကိုဘလောက်ထိလွမ်းဆွကြောင်းကိုဖော်ပြတဲ့အနေနဲ့မျက်ရည်ကျတဲ့အခါမှာအဲ့ဒီမျက်ရည်ကိုခံထားပြီးတော့ပြန်လာတဲ့အခါမှာပေါ့နော်ဒီခွဲခွာနေတဲ့ကာလအတွင်းမှာအာသူတို့ရဲ့ချစ်မျက်ရည်ပေါ့နော်လွမ်းလို့ကျတဲ့မျက်ရည်ဘလောက်ထိတန်မိုးထားကြောင်းတတိယကြောင်းဆိုတော့ပြဖို့အတွက်ကိုဒီမျက်ရည်ပလင်းလေးတွေကိုတုံးနေတူပြီးတွေ့ရတယ်ဒါကိုကျွန်တော်တို့ဒါဝိတ်ဆာလန်ဆီယာကနေပြီးတော့ကိုရော့ကို တင်စားပြီးတော့ပေါ်ပြတာကိုရောဒီလည်းအဲ့လိုမျိုးမျက်ရည်တွေကိုမှတ်ထားတယ်ဟုတ်ကျွန်တော်ကျွန်တော်တို့ရဲ့အရောက်စီတိုင်းကြတဲ့မျက်ရည်တွေကိုစုထားတယ်။ဆာလန်စရာရဲ့ပေါ်ပြချက်ကဒါကျွန်တော်ယုံကြည်သူတွေအတွက်အလွန်တရာမှပဲကျွန်တော်ဝမ်းမြောက်စရာကောင်းတယ်။ဖျားသခင်ကဒီကျွန်တော်တို့မျက်ရည်တွေကျွန်တော်မျက်ရည်ကြတဲ့အခောက်တိုင်းကို तू သိတယ်လို့အဲ့မျက်ရည်တွေကိုစုထားပေးတယ်ဆိုတာကျွန်တော်ဘယ်လောက်ဒီဖျားသခင်ရဲ့ဂယုဆိုင်မှုရှိတယ်လဲဆိုတာကိုကျွန်တော်ဒီကျမ်းစာအားဖြင့်သိရပါတယ်။ဒါကြောင့်မို့ကျွန်တော်ပြန်ပြီးတော့ကြည့်တဲ့အခါမှာ ပထမဆုံးအချက်ပါတွေ့ရလဲဆိုရင်ဖျားသခင်ကြီးကျွန်တော်တို့ကိုဂယုစိုက်တဲ့ဖျားဖြစ်တယ်ကျွန်တော်ဘဝရဲ့နာကျင်ဝမ်းနည်းမှုခံစားမှုတိုင်းကိုဂယုစိုက်သောဖျားဖြစ်တယ်ခုနကျွန်တော်ဖော်ပြပြီးသလိုပဲမျက်ရည်ဆိုတာ emotion ဖြစ်တယ် emotion ကြောင့်ကြတဲ့မျက်ရည်ဟော emotion ကြောင့်ကြတဲ့မျက်ရည်ကိုကိုရောကတိမ့်ထားပေးတယ်ဟောဆိုလိုချင်တာကျွန်တော်တို့ရဲ့ခံစားမှုနာကျင်ဝမ်းနည်းမှုတိုင်းတော့ကျွန်တော်မျက်ရည်ကြတဲ့အချိန်တိုင်းကိုဂယုစိုက်သောဖျားဖြစ်တယ်ကျွန်တော်တို့ကိုမြင်သောဖျားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့ဒီ မျက်ရည်ပူးလို့အားဖြင့်သိရပါတယ်ကျွန်တော်ဖျားသခင်က attention လုပ်တယ်ကျွန်တော်တို့ကိုကျွန်တော်ရဲ့ခံစားချက်တွေကျွန်တော်ရဲ့ suffering တွေကျွန်တော်ရဲ့မျက်ရည်စက်တိုင်းကိုကိုရိုဒီစုထားပေးတယ်ဆိုတဲ့သဘောတရားကတော့ကျွန်တော်တို့ဂယုစိုက်တယ်တောင်တွေ့ရပါတယ်ဒါကြောင့်မလို့ကျမ်းစာကဖော်ပြပါတယ်သာရဖျားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြွယ်သောသူတို့ကိုနီးတော်မူ၏။နောင်နာရှိ၍စိတ်နှိမ့်ချသောသူတို့ကိုလည်းကယ်တင်တော်မူ၏လို့ဖော်ပြထားပါတယ်။ကိုရောက ကျွန်တော်ကိုဂယူးဆိုင်တော့ဖျားဖြစ်တယ်စိတ်နှလုံးခြေခွဲရင်သူနဲ့ပို့ပြီးတော့နှီးတယ်ဂျိုးပဲ့ခြေမွာတော့နှလုံးသားနဲ့เนาะကျွန်တော်တို့ဝင်ခဲ့ဖို့ကိုရော့ရှိကိုသွားဖို့အရေးကြီးတယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့တမာကျန်းတာထဲမှာကြည့်တဲ့အခါမှာကျွန်တော်တို့ဘာတွေ့ရလဲဆိုရင်ဟာဂရရဲ့မျက်ရည်ကိုကိုရော့မြင်တယ်ဆိုတော့ကျွန်တော်တွေ့ရပါတယ်ကဘာဦးကျမ်းမှာကျွန်တော်ကြည့်တဲ့အခါမှာဟာဂရကသူ့ရဲ့မိသားစုနဲ့ပြဿနာတက်တယ်အထူးသဖြင့်တော့သူ့ရဲ့သခင်မကနေပြီးတော့သူ့ကိုနှင်ထုတ်လိုက်တဲ့ချိန်မှာ နော်ကျွန်တော်တို့ဆယ်ကျော်တက်ရွယ်ဒါဣရှိမေလာနဲ့တူနော်ရေဘူးလေးနဲ့တောထဲကိုခဏရတဲ့ကိုကျွန်တော်တို့ဖြတ်အဲ့ကောင်မှရေကုံွားတဲ့ကောင်မှနော်ခလေးကလည်းရေရမ်းစာတော့အားမရှိတော့ဘူးအဲ့တော့သူခလေးကိုခြုံဖို့အောက်မှာထားခဲ့ပြီးတော့လေးတစ်ပြက်လောက်နေရာမှာသွားပြီးတော့မိခင်တယောက်ရဲ့မနော်ตาတယောက်တည်တော့မဲ့အရာကိုထိုင်ကြည့်နေရတဲ့မိခင်တယောက်ရဲ့ရင်ထဲကခြေကွဲမှုနဲ့ကြတဲ့မျက်ရည်အဲ့မှာကျွန်တော်တမန်ကျမ်းစာမှာတော့ဘယ်လိုဖော်ပြလဲဆိုရင် ထိုတို့ထိုင်၍နေစဉ်သူသည်အတန်ကိုလှင့်၍ငိုကြွေးလေ၏တဲ့ငိုတယ်ချုံပွဲချအဲ့လိုငိုကြွေးငိုကြွေးတဲ့အခါမှာနော်ဖရာသခင်ကသူ့ကိုအပြေပေးပါ God who see me ငါကိုမြင်တော်မူသောဖရာအဲကြောင့်မို့လူတွေရဲ့မျက်ရည်ကိုမြင်သောဖရာဖြစ်တယ်အဲ့မှာပဲဖရာကသူတို့ကိုကယ်ခဲ့ပါသူတို့ကိုဂတိပေးခဲ့ပါတင့်ကိုလူမျိုးကြီးဖြစ်စေမယ်တင့်ရဲ့သားကိုလူမျိုးကြီးဖြစ်စေမယ်အဲ့တော့ကျွန်တော်ဖရာရဲ့ဂတိတိုင်းလဲမှန်ကန်လဲရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ် ်နောက်တစ်ခုကတော့ကျွန်တော်ဖျားသခင်ဒီဘလောက်ထိဒီမျက်ရည်ဘူးတော်ကနေကျွန်တော်ဘာပေးလဲဆိုရင်ဘာမက်ဆေ့ပေးလဲဆိုရင်ဖျားသခင်ဒီကျွန်တော်ရဲ့ဝမ်းနဲ့နာကျင်မှုတွေကျွန်တော်ရဲ့မျက်ရည်ချမှုတစ်ခုစီတိုင်းကိုဂယူးဆိုင်တဲ့ဖျားဖြစ်သူလို့ဘာလို့ထားမှတ်သားထားတယ်တဲ့မှတ်သားထားတယ်ဖျားသခင်ရှေ့တော်စင်ရင်၌မှတ်သားထားတယ်ဆိုတော့တွေ့ရပါတယ် ော့ကျွန်တော်တို့ခုနကတော့ဖော်ပြသလိုပဲမျက်ရည်ဘူးတွေကကျွန်တော်တို့ချစ်သူတွေခွဲခွာနေရတဲ့အချိန်မှာဘလောက်ချစ်ကြောင်းဘလောက်သတိရကြောင်းကိုတက်တည်ဖြစ်သလိုပဲဖယားသခင်ကြီးလည်းကျွန်တော်တို့ဘလောက်ချစ်ကြောင်းကျွန်တော်တို့ရဲ့အဖြစ်ပြက်တစ်ခုစီတိုင်းကိုမှတ်ထားတော်ဖယားဖြစ်တယ်ကျွန်တော်ရဲ့ဝမ်းနေခြင်းများကိုဖယားသခင်မှတ်မိနေတယ်တစ်ခါလေမှာကျွန်တော်တို့ကမျက်ရည်ကျပြီးမေ့သွားတယ်ဒါပေမဲ့ဖယားသခင် မမေ့သွားဘူးကျွန်တော်ကြားခဲ့တဲ့မျက်ရည်ဘာကြောင့်ကျခဲ့တာလဲဘာတွေဖြစ်လို့ကျခဲ့တာလဲဘသူကြောင့်မျက်ရည်ကျခဲ့ရတာလဲဒါတွေကိုဖယားသခင်ကြီး ကျွန်တော်တို့မေ့သွားရင်တော့မတဲ့ဖခင်ကမှတ်ထားတယ်။ဘာလို့ဖို့မှတ်ထားလဲဆိုတော့အဖြေပေးဖို့မှတ်ထားတာဖြစ်တယ်တဲ့။ဖခင်တခင်ကကျွန်တော်တို့ရဲ့ one name တစ်ခုစီတိုင်းကို memorize လုပ်ထားတယ်။ဘယ်တော့မှကျွန်တော်တို့ကိုမေ့တော့ဖခင်ကျွန်တော်တို့ကိုမေ့ရနေတော့ဖခင်ဂယုမဆိုင်တော့ဖခင်မဟုတ်ဘူးဆိုတော့လေကျွန်တော်တို့ဒီအားအပြင်တွေ့ရပါတယ်။အဲ့တော့ကျွန်တော်မာလခိမှာလည်းကျွန်တော်တို့တွေ့ရပါတယ်။ထာဝရဖခင်ကတဲ့ သူ့ကိုကြောက်ရွံ့ပြီးတော့နာမတော်ကိုအောင်းမိတ်တော်သူတို့ဖို့ရှေ့တော်စည်ရင်၌မှတ်သားလက်ရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပြန်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ကျွန်တော်တို့ဘလောက်ထိတတိယပြီးတော့နော်ဘုရားသခင်ကျွန်တော်တို့အမြဲတမ်းတတိယတယ်။ကျွန်တော်တို့ရဲ့မျက်ရည်ကြမှုတစ်ခုစီတိုင်းအောင်ဂယုဆိုင်တလို့ဒါကိုလည်းမှတ်တမ်းတင်ထားတယ်။ကျွန်တော်တို့ရဲ့ကျွန်တော်တို့ကိုလည်းသူ့ရဲ့ရှေ့တော်စင်းမှာမှတ်ထားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရပါတယ်။နော်ကျွန်တော်တို့ဒါကိုလည်းတမန်ကျမ်းစာတွေကဥပမာတစ်ခုပေးရရင်နော်ဟာနာနော်ကျွန်တော်ရှမွေလရဲ့အမေ ။ तू ကမြုံနေတဲ့အတွက်ကြောင့်မလို့မိသားစုမှာအရှက်ရတယ်အချိန်ချင်းလှောင်ပြောင်ချင်းခံရတယ်။ဒီအတွက်ကြောင့်မလို့ तू ဖျားကြောင့်မှာသွားပြီးတော့ငိုကြွေးတယ်တဲ့နော်။ကျွန်တော်တို့ဒီတမန်ကျမ်းစာမှာကြည့်လို့ရှိရင်ဟာနာသည်ညှိုးငယ်သောစိတ်နဲ့ထပြီးမျက်ရည်များစွာကျလဲခါရာဖျားကိုဆုတောင်းသည်ကားဆိုတာတွေ့ရမှာ။သားစုကိုပန်တယ်။မျက်ရည်တွေကျပြီးတော့ဆုတောင်းတာ။အဲ့ဒီမျက်ရည်ကိုလည်းဖျားသခင်ကမြင်တယ်။ဖျားသခင်မြင်တယ်။ဟာနာကသူ့တောင်းပြီးပြန်သွားပြီမဲ့ဘုရားသခင်မမေ့ဘူးဘုရားသခင် memorize လုပ်ထားတယ်မှတ်ထားတယ်ပြီးရင ဘာလို့ဖို့မှတ်ထားလဲအဖြေပေးပါတယ်ရှမွေလကိုပေးတာဖြစ်ပါတယ်ရှမွေလကိုဘုရားသခင်ဒီဟာနာကိုပေးခဲ့တယ်ဆိုတော့ကျွန်တော်တို့တွေ့ရပါတယ်ထို့တူပဲကျွန်တော်တို့เนาะကျွန်တော်တို့ဒီဘုရားသခင်ရဲ့မျက်ရည်တွေကိုမှတ်ထားတယ်မျက်ရည်ပူတော်ထဲမှာဆုထားတယ်ဆိုတာကเนาะကျွန်တော်တို့ဘာလို့ဖို့ဆုထားတာလဲကျွန်တော်ပြန်ပြီးကြည့်တဲ့အခါမှာเนาะကျွန်တော်ဂယုစိုက်ုံနေเนาะကျွန်တော်မကပဲနဲ့ဘာလို့တာလဲဆိုတော့ ဖျားသခင်ဒီကျွန်တော်ရဲ့မျက်ရည်တွေကိုကျွန်တော်မျက်ရည်တွေကိုဘာပြောင်းပေးလဲဆိုရင်ကျွန်တော်ဝမ်းလဲမှုတွေဝမ်းလဲလို့ကြားတဲ့မျက်ရည်တွေကိုပျော်ရွှင်ခြင်းစီကိုပြောင်းပေးဖို့ဖြစ်တယ် transform လုပ်ပေးဖို့ဖြစ်တယ်ဖျားသခင်မျက်ရည်ဘူးတော်ထဲမှာကျွန်တော်မျက်ရည်တစ်စက်တိုင်းကိုဆုတ်ထားပေးခြင်းဟာမှတ်ထားပေးခြင်းဟာကျွန်တော်အဲ့ဒီမျက်ရည်ကြောင့်ဖြစ်တဲ့ပြဿနာတွေကိုဖြေရှင်းပေးဖို့အတွက်ဖြစ်တယ်တော့ကျွန်တော်တို့တွေ့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့မျက်ရည်ကနေအောင်မြင်ခြင်းစီတို့ကျွန်တော်ဝမ်းလဲခြင်းကနေပြီးတော့ပျော်ရွှင်ဝမ်းမြောက်ခြင်းစီတို့ပြောင်းပေးတော့ဖျားဖြစ်ပါတယ်ဒါကြောင့်မလို့သူဟာမျက်ရည်တွေကို မှတ်ထားပေးခြင်းဖြစ်တယ်။တော့ကျွန်တော်တမန်ကျမ်းစာထဲမှာကြည့်တဲ့အခါမှာဟေဇကိမင်းကြီးကိုတွေ့ရပါတယ်။ဟေဇကိမင်းကြီးကကျွန်တော်သူတည်တော့မယ်လို့ဟေရှာကလာပြောတဲ့အခါမှာသူအလွန်တရာမှပဲဝမ်းနေတယ်။အဲ့တော့ကျွန်တော်ကျမ်းစာထဲမှာကြည့်ရင်ဟေဇကိမင်းကြီးတဲ့ထယံတို့မျက်နှာလှည့်ပြီးတော့အိုထာရာဘုရားအကျွန်ုပ်ဒီရှေ့တော်၌တစ္ဆာဆောင်လျက်စုံလင်သောစိတ်နှင့်ကြည်၍နှစ်သက်တော်မူသည့်တိုင်းပြူချောင်းကိုအောင်းမေတော်မူပါအကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်ထာဝရဘုရားကိုဆုတောင်းလေတယ်အလွန်မှပဲငိုကြွေးတယ်မျက်ရည်တွေနဲ့ဆုတောင်းတယ်မျက်ရည်ချလက်ဆုတောင်းတယ်အဲ့ခါမှာကျွန်တော်တို့ဘုရားသခင်ကဟေရှာယကိုဘာမှလဲဆိုရင်ဟေရှာယတဲ့ဟေဇကိထံကိုပြန်သွားတဲ့ပြန်သွားပြီးရင်ပြောပေးပါတဲ့တင်ဤမျက်ရည်ကိုငာမြင်ပြီတဲ့အဲ့စကားကကျွန်တော်တို့အတွက်ဒီနေ့ထိဘုရားသခင်ပြောတော်စကားဖြစ်တယ်တင်ဤမျက်ရည်ကိုငာမြင်ပြီဟေဇကိကဲ့သို့ဘုရားကိုအားကိုးယုံကြည်ခိုလုံသောသူတွေအတွက် သင်တို့ရဲ့မျက်ရည်ကိုဘုရားသခင်မြင်တယ်သင်ဤမျက်ရည်ကိုငါမြင်ပြီသင်ပထနာစကားကိုငါကြားပြီကြားလဲကြားတယ်ဘုရားဖြစ်တယ်အဲ့တော့ဟေဇကိကိုကျွန်တော်နောက်ထပ်အသက်15နှစ်ထပ်ပြီးတော့ရှေခွင့်ပေးလိုက်တယ်ဆိုတော့ကျွန်တော်ကျမ်းစာထဲမှာတွေ့ရပါတယ်ဒါကြောင့်မလို့ချစ်တော်ညီကိုမောင်မတို့ဓာဝိမင်းကြီးရဲ့စာလံကကျွန်တော်ကိုဗာမက်ဆေ့ပေးလဲကိုရောဟာမျက်ရည်ဘူးတော်ထဲမှာမျက်ရည်ကိုစုထားခြင်းဟာဒီတိုင်းကျွန်တော်တို့အချင်းကြီးမဟုတ်ဘူးကျွန်တော်ကို ဂယုဆိုင်လျက်ချစ်တော်ဖျားဖြစ်တယ်ကျွန်တော်ရဲ့ဝမ်းနည်းမှုတစ်ခုစီတိုင်းကျွန်တော်မျက်ရည်တစ်စက်တိုင်းကိုတန်မိုးထားချစ်တော်ဖျားဖြစ်တယ်နံပါတ်2ကျွန်တော်တို့ကိုအမြဲတမ်းသတိရနေတော်ဖျားဖြစ်တယ်ကျွန်တော်မျက်ရည်ချမှုကျွန်တော်ရဲ့ emotion ကျွန်တော်ရဲ့ခံစားချက်တစ်ခုစီတိုင်းကျွန်တော်ရဲ့နာကျင်ဝမ်းနည်းမှုတွေကျွန်တော်ရဲ့ဟိုခံစားရမှုတွေဒုက္ခတွေဒီထဲမှာကိုရောရှိပြီးတော့ဂယုဆိုင်ုံမကပဲနဲ့မှတ်ထားတယ်ဘာဖြစ်လို့မှတ်ထားတာလဲဝမ်းနည်းမှုကိုနံပါတ်3ဝမ်းနည်းမှုကို ကျွန်တော်တို့ပျော်ရွှင်မှုဖြစ်ပြောင်းပေးလို့မျက်ရည်ကိုကျွန်တော်ပြန်ပြီးတော့ပြောင်းပေးလို့ကျွန်တော်ပြက်တနာတွေကြောင့်မျက်ရည်ချရတယ်အခက်ခဲတွေကြောင့်မျက်ရည်ချရတယ်အဲ့ဒီအခက်ခဲတွေကိုပြေလည်သွားဖို့အတွက်အဖြေပေးဖို့အတွက်ကိုလိုသည်မျက်ရည်ဘူးတော်ထဲမှာမျက်ရည်တွေကိုစုပေးခြင်းဖြစ်တယ်ဆိုတာကိုကျွန်တော်နားလည်ရပါတယ်။ဒါကြောင့်ချစ်တော်ညီကိုမောင်မတို့ဆာလန်ဆရာကဲ့သို့ပဲဖျားသခင်ကိုယုံကြည်ကိုးစားကြရအောင်အခက်ခဲဒုက္ခရောက်တဲ့ချိန်မှာကျွန်တော်မျက်ရည်ချတဲ့အခါမှာမျက်ရည်တွေနဲ့ဖျားကိုဆုတောင်းကြည့်ပါ ်ဟေဇကိကဲ့သို့အဖြေရပါလိမ့်မယ်ဟာနာကဲ့သို့အဖြေရပါလိမ့်မယ်နော်ကျွန်တော်တို့ဟာဂရကဲ့သို့ဘုရားရဲ့ကယ်လုတ်ခြင်းချီးမြှောက်ခြင်းကောင်းကြီးတွေကိုကျွန်တော်တို့ခံစားရမှာဖြစ်ပါတယ်ကျွန်တော်တို့မျက်ရည်ချပြီးငိုကြွေးရမယ့်နေရာတစ်ခုပဲရှိတယ်အဲ့ဒါဘုရားရဲ့မျက်မှောက်တော်ဘုရားရှိမှာပဲဖြစ်တယ်လူရှိမှာဒူးထောက်မျက်ရည်ကြောင်းမဟုတ်ဘူးဘုရားရှိမှာဒူးထောက်ပါမျက်ရည်များနဲ့ဆုတောင်းပါ ဖျားသခင်သည်တင့်ရဲ့မျက်ရည်တွေကိုဆုထားသောဖျားဖြစ်တယ်။ဂယုဆိုင်သောဖျားဖြစ်တယ်။တင့်ကိုအပြည့်ပြန်ပေးမဲ့ဖျားဖြစ်တယ်ဆိုတာကိုဒီနှုတ်ကပတ်တော်အပြင်တိုက်တွန်းခွန်အားပေးလိုပါရယ်။